အေးဒါကြောင့်မိဘတဲ့ပို့ပြီးတော့ကျေးဇူးတင်စရာကောင်းတဲ့ပုဂ္ဂိုလ်ရှာကြည့်အောင်မရှိဘူးမဟုတ်ဘူးရှိနေသေးတယ်မိဘကတော့ဟုတ်တယ်လူလောကဝင်ဝင်ပေးလိုက်လို့ကျေးဇူးတင်စရာကောင်းတယ်လို့ပြောရမယ်လူဖြစ်လာတယ်မိဘရဲ့အကျိုးကျေးဇူးကြောင့်ကျေးဇူးတရားကြောင့်လူဖြစ်လာဒါဖြင့်မိဘတဲ့ပို့ပြီးတော့ကျေးဇူးတင်စရာကောင်းတဲ့ပုဂ္ဂိုလ်မြတ်စွာဘုရားထောက်ပြထားတာရှိတယ်ဒါကြောင့်မို့လို့နော် ကျေးဇူးတရားအကြီးမားဆုံးပုဂ္ဂိုလ်၃မျိုးဆိုတာမြတ်စွာဘုရားဟောထားတာရှိတယ်။အဲ့ဒီထဲမှာမိဘပြောလို့မဟုတ်ဘူး။အကြီးမားဆုံးပုဂ္ဂိုလ်၃ဦးဆိုတာဘယ်လိုပုဂ္ဂိုလ်လဲ။မိမိကိုဖရာတရားတန်ခါယရဏ၃ပါးကိုယ်ွယ်စိက္ကတအောင်လမ်းညွန်ပြသတဲ့ပုဂ္ဂိုလ်တဲ့။အဲ့ဒီပုဂ္ဂိုလ်ဟာကျေးဇူးရှင်တွေထဲမှာတော့ကြီးမားတဲ့ကျေးဇူးရှင်တစ်ခု သူ့ရဲ့ကဲ့တင်မှုဟာအလွန်ကြီးမားတယ်လို့သူတို့ပြောအကယ်၍ကိုယ်ဝယ်မှုမှတ်သွားရင်ဒီပုဂ္ဂိုလ်ဟာဒုက္ခရောက်သွားနိုင်တယ်မင်္ဂန်နဲ့ကိုယ်ဝယ်မှုမင်္ဂန်နဲ့လမ်းကြောင်းမဟုတ်တင်ပေးလိုက်လို့ဖះကိုကြီးညိုတတ်လာတယ်တရားကိုကြီးညိုတတ်လာတယ်တန်ခါကိုကြီးညိုတတ်လာတယ်ဆိုတဲ့ပုဂ္ဂိုလ်ဟာရသော်ဗျာဟောတဲ့တိုင်ရေကေစီဗုဒ္ဓံတရဏံကတာတိနတ်တိကမိတ်တန္တိအပါယဘူမိ ဘုရားတရားတန်ခါကိုယ့်ရဲ့စိတ်ကတဲ့ပုဂ္ဂိုလ်ဟာအပယ်လေးပုံမရောက်ဘူးလို့များဆိုတယ်။ကဲအပယ်ကနေကဲတင်ပေးရမကြပါဘူးလား။မိဘကအပယ်ဟာကဲတင်ပေးနိုင်တာမရှိသေးဘူးလေ။လောကကြီးပဲသူကပြသပေးလိုက်တာပဲရှိ။ဒါမိဘရောဒီထက်ပါလို့မရအောင်လားဆိုရရတယ်။မိဘတိုင်းတော့မရဘူး။နော်မိဘတိုင်းတော့မရ။မိဘကမိဘကိုယ်တိုင်ကိုယ်က ဒီတရားတွေအသက်တတ်နေလို့ရှိရင်ကိုယ်ပဲဝင်တတ်မှာပဲလေဖြစ်နေတာပေါ့နော်အဲ့တော့တရဏဂုံတီလတရဏဂုံ၃ပါးကိုကိုယ်ပဲစိတ်ကတ္တအောင်လမ်းညွန်ပြတ်တာပေးလို့သူ့ရဲ့ခြေစူးတရားကြောင့်တရဏဂုံတီတဲ့ပုဂ္ဂိုလ်ဖြစ်ပြီဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာတရဏဂုံတီသူဆိုတဲ့ပုဂ္ဂိုလ်ပုံမှာသူဟာတရဏဂုံတီအောင် လုပ်ပေးတဲ့ဆရာဟာ နော်လမ်းညွှန်ပေးတဲ့ပုဂ္ဂိုလ်ဟာကြီးမားသောကျေးဇူးရှင်တူပဲဖြစ်တယ်ဟောဒီကမိဘမပါဘူးနော်ဒါရသဗျာဒါကိုထောက်ပြတရဏဂုံတည်သွားပြီဆိုရင်အပယ်လေးပုံကလွတ်သွားတယ်ဒီတဲ့အကျိုးဆက်တွေပြောမယ်ဆိုရင်တရဏဂုံတည်ခြင်းကြောင့်ဖရာကိုစိတ်ကတဲ့တရားကိုကျင့်သုံးတယ်တန်ခါကိုစိတ်ကတဲ့အဲ့ဒီဖရာတရားတန်ခါ ကြီးညိုခြင်းကြောင့်ရလာလို့တိလာတဲ့အတိညာဏ်တွေကဆက်တက်သွားမယ်ဆိုရင်နိဗ္ဗာန်ထီအောင်အကျိုးရောက်သွားနိုင်တယ်ပေါ့အပယ်လေးပုံကလွတ်ယုံနေမကဘူးနောက်ဆုံးမှတန်တရာဝဆင်းကလွတ်ကင်းနိုင်တယ်ဆိုတဲ့အကျိုးကျေးဇူးထီအောင်ကျေးဇူးပြုတာဖြစ်တော့ကြောင့်ဒီပုဂ္ဂိုလ်ဟာကျေးဇူးတရားအကြီးမားဆုံးသောပုဂ္ဂိုလ်သူ့ပုဂ္ဂိုလ်အဲ့တော့အတိအသည့်လူတိုင်းလူတိုင်းဟာကိုယ့်အတွက်ကျေးဇူးတရားအကြီးမားဆုံးပုဂ္ဂိုလ်ဘယ်သူလဲကိုယ့်အဆင်းသား ငါဟာဘသူကြောင့်ဖရာတရားတန်ခါယရဏ၃ပါးဆိုတဲ့ကြည်ညိုမှုလေးစားမှုဆိုတဲ့အသိဉာဏ်ကိုရပြီးတော့ကြည်ညိုကိုးကွယ်တာလဲလို့ဆိုတာကြည့်လိုက်လို့ရှိရင်အဲ့လိုကြည်ညိုကိုးကွယ်တာအောင်ဟောပြောတဲ့ပုဂ္ဂိုလ်ဟာအမေအဖေတွေကလည်းဖြစ်ခြင်းဖြစ်မယ်ဆရာသမားကလည်းဖြစ်ခြင်းဖြစ်မယ်မိတ်ဆွေတွေလည်းဖြစ်ခြင်းဖြစ်မယ်ဘယ်သူပဲဖြစ်တရဏဂုံတိအောင် သူ့ကိုအကြောင်းပြုပြီးတော့ကိုဟာတရဏဂုံတည်ခဲ့တယ်ဘုရားဘာသာစစ်စစ်ဖြစ်လာတယ်ဆိုလို့ရှိရင်တော့ဒီပုဂ္ဂိုလ်ဟာကို့အတွက်အကြီးမားဆုံးသောကျေးဇူးရှင်ကြီးပဲဒီလိုတတ်မှတ်ခိုင်းတာမြတ်စွာဘုရားเนาะဒါကတူနောက်ဒုတိယလိုက်ပြီးတော့ရှာမယ်ဒီဘုရားတရားတန်ခါယရဏ၃မှ၉ဝဲစိတ်ကရုံညာမကဘူးနောက်တစ်ခါ ြီးတဲ့အရေးကြီးတာကဘာလဲလို့ဆိုရင်အမှန်တရားကိုသိဖို့အရေးကြီးတယ်။ဘုရားတရားကိုယ်ဘုရားတရားတန်ခါယရနာကိုကိုယ်ကိုယ်ဆီကတ်တယ်ဆိုတာလမ်းကြောင်းအမှန်မော်ရောက်ရုံနဲ့ရောက်သေးတယ်။သို့သောအမှန်တရားကိုသိမှလမ်းမချော်မှာဖြစ်တယ်ပေါ့။ကြည့်ဒီဘုရားတရားတန်ခါတော့ကိုယ်ကိုယ်ကြပါရဲ့လမ်းချော်နေတဲ့ပုံစံကြီးအများကြီးရှိတယ်။အဲ့လိုလမ်းမချော်အောင်အမှန်တရားကိုသိ အမှန်တရားဆိုဒီမှာသစ္စာ၄ပါးကိုပြောတယ်ဒီနေရာသစ္စာ၄ပါးဆိုတဲ့အမှန်တရားကိုမသိဘဲနဲ့တဏှာဝကလွတ်တယ်ဆိုတဲ့ပုဂ္ဂိုလ်မရှိဘူးမြတ်စွာဘုရားကိုယ်တိုင်ကနေပြီးတော့ဉာဏ်တော်တွေကိုဆုံးမဟောကြားပေးတာရှိတယ်ဟောဒီသစ္စာ၄ပါးကို မသိလို့တဲ့ငါရောတင်တို့ရောတဏှာထဲမှာရှင်းလေခဲ့ရတဲ့ဘဝတွေမြောင်များလား အနမတက်ကတဏ္ဍာရတခွင်မှာဟောဒီသစ္စာ၄ပါးကိုမသိလို့တို့တွေကတဏ္ဍာရလဲလာခဲ့ရပြီလို့သစ္စာပြကဒီလိုဟောစတုံဏအရိယသစ္စာဏယထာဘူတံအထတနာသစ္စာ၄ပါးကိုအမှန်မမြင်လို့တင်တို့ရောငါရောတဏ္ဍာရထဲမှာဆင်းရဲဒုက္ခအမျိုးမျိုးနဲ့ကြုံရတယ်